BBC မြန်မာပိုင်းအစီအစဉ်ရဲ့ထုတ်လွှင့်ချက်တွေကို podcast ကနေရယူနိုင်တဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဆုံးရသတင်းတွေနဲ့စိတ်ဝင်စားဖို့အစီအစဉ်တွေကို bbc.com မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။မင်္ဂလာပါရှင် နိုဗ ెంబ ာလ25ရက်အင်္ဂါညပိုင်းအစီအစဉ်ကို BBC ဝိုင်းတော်သားရင်းနဲ့တူကျွန်မတီရံွယ်ကတင်ဆက်ပေးမှာပါ။အမေရိကန်ရောက်မြန်မာနိုင်ငံသားတွေကိုယာယီခိုလုံခွင့်ပြုတဲ့ TPS အစီအစဉ်ကိုရုတ်သိမ်းတော့မယ်လို့အမေရိကန်အစိုးရကကြေညာလိုက်တာနဲ့ပတ်သက်လို့ဒီ TPS ကိုတော့ဆက်ပြီးတော့ထားတဲ့ကျွန်တော်တို့တကယ်ပမာကြီးမှပြန်သွားလို့ရှိရင်ထောင်ကျမဲ့လူရှိမယ်အသက်ခံရတဲ့လူရှိမယ်အ ਨੇ ဆုံးတော့ကျောင်းသားတွေစစ်ထဲဝင်ရမယ့်လူတွေရှိတယ်အဲ့တော့သူတို့အတွက်တော်တော်ကြီးကိုဒုက္ခရောက်နိုင်တယ်ပေါ့နော် ဒီအကြောင်းနဲ့အတူနိုင်ငံတကာသတင်းတွေမှာတော့ယူကရိန်းစစ်ပွဲအဆုံးသတ်ရေး၃ရက်ကြာညှိနှိုင်းနေမှုနောက်ဆုံးအခြေအနေအကြောင်းပါဝင်နောက်ဆုံးရကမ္ဘာသတင်းမြန်မာသတင်းတွေတင်ဆက်ပေးမှာပါရှင်။မြန်မာနိုင်ငံမှာရွေးကောက်ပွဲကျင်းပဖို့ပြင်ဆင်နေတဲ့အပြင်အုပ်ချုပ်ရေးပိုင်းမှာလည်းမြင်သာတဲ့တိုးတက်မှုတွေတွေ့ရတဲ့ဆိုတဲ့အကြောင်းပြချက်ပေးပြီး မြန်မာနိုင်ငံသားတွေအတွက်ပေးထားတဲ့ယာယီနေထိုင်ခွင့် TPS ကိုရုပ်သိမ်းကြောင်းအမေရိကန်ရဲ့အမိမြေလုံခြုံရေးဌာန DHS ကမနေ့ကထုတ်ပြန်ကြေညာခဲ့ပါတယ်။လက်ရှိမှာ အမေရိကန်နိုင်ငံမှာယာယီနေထိုင်ခွင့် TPS နဲ့နေထိုင်နေတဲ့မြန်မာအယောက်4000နီးပါးရှိနေပြီးအများစုဟာနေရက်ပြန်ပို့ခံရမယ့်အခြေအနေနဲ့ရင်ဆိုင်နေရပြီလို့လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့ Human Rights Watch ကချက်ချင်းတုံ့ပြန်ကြေညာချက်ထုတ်ခဲ့ပါတယ်။အမေရိကန်မှာခလုံးခွင့် Asylum ရှောက်လို့သူတွေကယာယီနေထိုင်လို့ရအောင် TPS ရှောက်ထားကြပြီး TPS အထောက်အထားရှိုံနဲ့တရားဝင်အလုပ်လုပ်ခွင့်ကတ်နဲ့ အလုတ်လုတ်ခွင့်ရတယ်လို့အမေရိကန်ရောက်မြန်မာတွေစီကသိရပါတယ် DHS ရဲ့မနေ့ကထုတ်ပြန်ချက်အရမြန်မာကိုပြန်လိုသူတွေပြန်နိုင်ကြောင်းနဲ့မြန်မာတွေကိုအမေရိကန်မှာနေထိုင်ခွင့်ဆက်ပေးဖို့ဆိုတာဟာအမျိုးသားအကျိုးစီးပွားနဲ့မကိုက်ညီဘူးလို့လည်းထည့်သွင်းဖော်ပြထားပါတယ်ရှင် အမေရိကန်ဆိုရတာဝန်ရှိပုဂ္ဂိုလ်တွေကယူကရိန်းအနေနဲ့ညဉ့်ညံ့ရေးသဘောတူချက်တစ်ခုလက်မှတ်ရေးထိုးဖို့အဆင်သင့်ဖြစ်နေပြီလို့သူတို့ယုံကြည်ကြောင်းနဲ့ရုရှားနဲ့တုံးရက်ကြားညှိနှိုင်းပြဆိုပြီးမှတိုးတက်ဖြစ်ထွန်းမှုတွေရှိလာကြောင်း BBC ကိုထုတ်ဖော်ပြောပါတယ်။အမေရိကန်ကိုယ်စားလှယ်အဖွဲ့အဖွဲ့ဟာရုရှားနဲ့ရောယူကရိန်းနဲ့ပါအဘူဒါဘီမြို့မှာညှိနှိုင်းပြောဆိုမှုတွေလုပ်နေပြီးပိုင်နဲ့နယ်မြေကိစ္စလုံခြုံရေးအာမခံရေးကိစ္စစတာတွေနဲ့ပတ်သက်လို့အထိုက်အလျောက်သဘောကွဲလွဲနေမှုတွေကိုကြားဝင်ညှိနှိုင်းပေးဖို့ဆက်ကြိုးပမ်းနေပါတယ်။ ယူကရိန်းဆိုရတာဝန်ရှိသူတွေကအခုလကုန်မတိုင်ခင်ဝါရှင်တန်မြို့ကိုယူကရိန်းသမ္မတဇလန်စကီသွားရောက်နိုင်ဖို့သူတို့စ조사စီစဉ်နေတယ်လို့ပြောပါတယ်။ဒါပေမဲ့တိုက်ခိုက်မှုတွေကတော့ဆက်ဖြစ်နေဆဲဖြစ်ပါတယ်။မင်းညကတညာလုံးရုရှားကရောယူကရိန်းကပါလေကြောင်းတိုက်ခိုက်မှုတွေအပြန်အလှန်လုပ်ခဲ့ကြပြီးထိခိုက်သေးဆုံးမှုတွေရှိခဲ့ပါတယ်။ကီယက်မြို့မှာအ ਨੇ စုံလူခုနှစ်ဦးသေဆုံးခဲ့ပြီးရုရှားအစိုးရကယူကရိန်းရဲ့ drone 200ကျော်ကိုပစ်ချခဲ့တယ်လို့ပြောပါတယ်ရှင်။ ကမ္ဘာပေါ်မှာချစ်ပြားထုတ်လုပ်တဲ့အကြီးဆုံးကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ TSMC Taiwan Company ကသူတို့ရဲ့အကြီးတန်းအမှုဆောင်ဟောင်းလိုဝေဂျန်းကိုတရားစွဲထားတယ်လို့ပြောပါရယ် Mr. Lo Ha Mcha သေးခင်က Intel American Software Company ကြီးမှာအလုပ်ဝင်ခဲ့တာဖြစ်ပါတယ် TSMC ကုမ္ပဏီရဲ့အကြီးတန်းအမှုဆောင်ဟောင်းတူဟာ TSMC ကုမ္ပဏီရဲ့ ခင်မီနီးပညာအချက်လက်တွေကိုသူတို့ရဲ့အလုတ်ရှင်သစ် American Company C ပို့ပေးကောင်းပို့ပေးခဲ့တယ်ဆိုတော့ဆွဆွဲချက်တွေရှိနေပြီး Mr. Lou ရဲ့အလုတ် contract ပါစီးမြင့်အချက်တွေပေါ်မှာရောကုံသွေးရေးလျှော့ချက်အဥပဒေအရပါအခြေခံပြီးတရားစွဲထားတာဖြစ်တယ်လို့ TSMC Taiwan Company ကပြောပါတယ်။ Taiwan အာဏာပိုင်တွေကပြီးခဲ့တဲ့သတင်းပတ်က Mr. Lou နဲ့ပတ်သက်လို့စုံစမ်းစစ်ဆေးမှုတစ်ခုစလုပ်ခဲ့ပါတယ်။ Intel ကုမ္ပဏီရဲ့အမှုဆောင်ချုပ်ကတော့အစောပိုင်းတုန်းကဒီဆွဆွဲချက်တွေကိုလက်မခံဘဲပယ်ချခဲ့ပါတယ်ရှင်။ Nigeria နိုင်ငံမြောက်ပိုင်းမှာပြန်ပေးဆွဲမှုတွေလက်တလောဇက်တိုက်ဖြစ်ပွားခဲ့ပြီးစီးပွားရေးမြို့တော် Lagos မှာ လုံခြုံရေးတွေတင်းကျပ်ထားပါတယ်။စာတင်ကြောင်းတွေဖျားဝှက်ပြူရနေရာတွေနဲ့တခြားလူထုရုံအဆောက်အုံတွေနားတဝိုက်မှာရဲကင်းတွေထိုးချက်ချထားလိုက်ပါတယ်။ပြီးခဲ့တဲ့သတင်းနှစ်ပတ်အတွင်းတိကျဖြစ်ရက်၃ခုမှာ ကျောင်းသားကလေးငယ်တွေအများစုပါတယ်လူ300လောက်ပြန်ပေးဆွဲခံခဲ့ရပြီးအခုလိုလုံခြုံရေးတွေတိုးမြှင့်ချထားလိုက်တာဖြစ်ပါတယ်ရှင်။ထိုင်းနိုင်ငံတောင်ပိုင်းမှာရေကြီးမှုတွေအကြီးအကျယ်ဖြစ်ခဲ့ပြီးကယ်ဆယ်ရေးကြိုးပမ်းမှုတွေမှာကုညီဆောင်ရွက်နိုင်ဖို့ထိုင်းရေတပ်ကလေရင်တင်သင်္ဘောကြီးတစ်စင်းအပါအဝင်ကယ်ဆယ်ရေးသင်္ဘောအစင်း15စင်းကိုဆေးလွတ်ထားပါတယ်။အဲ့ဒီသင်္ဘောတွေပေါ်မှာ ရဟတ်ရင်တွေစေဝန်တန်းတွေနဲ့အရေးပေါ်လိုအပ်နေတဲ့ကယ်ဆယ်ရေးအထောက်ပံ့ပစ္စည်းတွေတင်ဆောင်လာသလိုရေပေါ်ဆေးရုံတစ်ခုဖြစ်ဆောင်ရွက်ပေးနိုင်စွမ်းရှိမဲ့ချက်ကရီနာရူဘက်သင်္ဘောကြီးလည်းအတူလိုက်ပါလာပါတယ်။ရေကြီးမှုတွေကြောင့်အ ਨੇ စုံလူ73ဦးသေဆုံးခဲ့တယ်လို့လောလောဆယ်သိထားပြီးလူနှစ်သန်းနီးပါးထိခိုက်ခဲ့ရတယ်လို့သိရပါတယ်။ထိုင်းဝန်ကြီးချုပ်အနူတင်ချမ်ပီယာကူကဒီရေကြီးမှုဟာထိုင်းနိုင်ငံမှာနှစ်ပေါင်း15နှစ်အတွင်းအဆိုးဝါးဆုံးဖြစ်တယ်လို့ပြောပါတယ်ရှင်။ အီသီယိုးပီးယားနိုင်ငံကနေလွင့်လာတဲ့မီးတောင်ပြားတွေကြောင့်အိန္ဒိယနိုင်ငံရဲ့လေကြောင်းတော်လာမှုတွေကိုထိခိုက်ခဲ့ပြီးအိန္ဒိယလေကြောင်းကုမ္ပဏီတွေက ခီးစင်တွေဆိုင်းငံ့လိုက်တာမျိုးဒါမှမဟုတ်ခီးစင်အတော်များများကိုလမ်းကြောင်းလွှဲပြန်တန်းတာမျိုးတွေလုပ်ခဲ့ပါတယ်။မီးတောင်ပြားတွေကလေယာဉ်အင်ဂျင်တွေကိုထိခိုက်စေနိုင်တယ်လို့မြင်နိုင်စွမ်းကိုလည်းညော့နေစေနိုင်ပါတယ်။နှစ်ပေါင်းထောင်ပေါင်းများစွာအတွင်းပထမဆုံးအကြိမ်ဖြစ် အီသီယိုးပီးယားနိုင်ငံ effort ဒေသမှာရှိတဲ့ helicopter မီးတောင်တင်းင်းတွင်နေတော့ကထပောက်ကွဲခဲ့တဲ့အတွက်ဝေဟင်အမြင့်14ကီလိုမီတာအထိမီးခိုးလုံးကြီးတွေလွင့်တက်ခဲ့ပါတယ်။အဲဒီကလွင့်လာတဲ့မီးတောင်ပြားတွေဟာယမန်နဲ့အိုမန်နိုင်ငံတွေကိုဖျက်ပြီးပါကစ္စတန်နဲ့အိန္ဒိယနိုင်ငံမြောက်ပိုင်းကနေရာတချို့စီဖုံးလွှမ်းသွားခဲ့ပါတယ်ရှင်။ ထုတ်လွှင့်နေတဲ့အစီအစဉ်တွေကို Radio Online နဲ့ရုပ်မြင်သံကြားတွေကသာမကပဲလူမှုကွန်ရက်တွေကလည်းဖတ်ရှုနားဆင်နိုင်ကြပါတယ်။ Facebook, YouTube, Instagram နဲ့ Viber တို့မှာဆိုရင် BBC News မြန်မာစာမျက်နှာကနေဖတ်ရှုနားဆင်နိုင်ပါတယ်။ BBC TV အစီအစဉ်ကိုမြစီမ TV မှာရှုစားနိုင်ကြပါတယ်။ကိုပဲနေရာပဲရောက်နေနေ BBC အစီအစဉ်တွေကလက်တကမ်းမှာပဲရှိနေပါတယ်ရှင်။တော်တာရှိနေရှင် အမေရိကန်ရောက်မြန်မာနိုင်ငံသားတွေကိုယာယီခုတ်လုံခွင့်ပြုတဲ့ TPS အစီအစဉ်ကိုရုပ်သိမ်းတော့မယ်လို့အမေရိကန်အစိုးရက ထုတ်ပြန်ပါတယ်။ TPS ရုပ်သိမ်းခံရရင်မြန်မာပြည်ချက်ချင်းပြန်ပို့ခံရတော့မှာပါလား။ဒီအချက်တဲတွေကနေရှောင်လွဲနိုင်တဲ့နီလန်းတွေရောရှိပါသလား။ကိုကျော်စရာကပြောပြမှာပါ။ မြန်မာနိုင်ငံမှာလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကျင်းပဖို့ပြင်ဆင်နေတဲ့အပြင်အုပ်ချုပ်ရေးပိုင်းမှာလည်းတည်ထားတဲ့တိုးတက်မှုတွေတွေ့ရတဲ့အတွက်အမေရိကန်အစိုးရကမြန်မာနိုင်ငံသားတွေအတွက်ပေးထားတဲ့ယာယီနေထိုင်ခွင့် Temporary Protected Status TPS ကိုရုပ်သိမ်းတယ်လို့အမေရိကန်ရဲ့အမိမြေလုံခြုံရေးဌာန DHS ကနိုဝင်ဘာ24ရက်မှာထုတ်ပြန်ပါတယ်။မြန်မာမှာထူးခြားတဲ့ယာယီအခြေအနေတွေဆက်ရှိကောင်းရှိနေနိုင်ပေမဲ့အကာအကွယ်ပေးရေး status နဲ့ရောက်လာတဲ့မြန်မာအများပြားဟာခီးတော်လာခွင့်စာရွက်စာတမ်းတွေရှောက်ထားပြီးမြန်မာနိုင်ငံကိုဘေးကင်းစွာပြန်လည်လက်ပတ်နိုင်တာကိုလည်းတွေ့ရတယ် တယ်။ဒါကြောင့် TBS ကိုရုပ်သိမ်းဖို့ဆုံးဖြတ်ခဲ့တာလို့လည်းပါရှိပါတယ်။ဒီရက်ဆက်အစိုးရ2021ခုနှစ်မေလကနေ2025ဇူလိုင်လအထိမြန်မာနိုင်ငံသား26ရာခိုင်နှုန်းဟာမြန်မာပြည်ကိုပြန်လည်လည်ပတ်ဖို့ရွေချက်နဲ့ခီးသွွားထောက်ခံစာတွေရှောက်ထားခဲ့တယ်လို့လည်းဖော်ပြထားပါတယ်။ TPS ဆိုတာကတော့ပြိပခအခြေအနေတွေတဘာဝဘေးဒါမဟုတ်ကယောဂဘေးနဲ့တာမန်မဟုတ်တဲ့ဖြစ်စဉ်တွေကြုံနေရတဲ့နိုင်ငံတွေကနိုင်ငံသားတွေမိခင်နိုင်ငံကိုပြန်ဖို့မဖြစ်နိုင်သေးတဲ့အခြေအနေမှာအမေရိကန်မှာခိတ္တခေလုံွင့်ပေးတဲ့ယာယီအထောက်ထားနေထိုင်ခွင့်ဖြစ်ပါတယ်။ဆန်နာသိမ်းပြီးနောက်ပိုင်း2021ခုနှစ်မေလ25ရက်နေ့မှာအမေရိကန်သမ္မတဟောင်းဂျိုးဘိုင်ဒန်က TPS စီးရင်နဲ့မှမြန်မာနိုင်ငံကိုထည့်သွင်းခဲ့ပြီး2024မေလမှာနောက်ထပ်16လသက်တမ်းတိုးပေးခဲ့ပါတယ်။အမေရိကန်ရောက်မြန်မာတွေတဲက TPS ရုပ်သိမ်းခံရတဲ့သူတွေ ွေအတွက်ဘလို့ရိုက်ခတ်မှုတွေရှိလာနိုင်မလဲ။ဘာတွေလှုပ်ဆောင်လို့ရပါသလဲ။ညီမအရေးအတွက်အမေရိကန်လွှတ်တော်အစိုးရနဲ့လက်တွဲလှုပ်ရှားနေတဲ့ဦးဂျင်းရွှေပြောတာကတရားရေးအရာသူတို့ဆောင်ရွက်ပေးမဲ့လူတွေကလည်းအခုပြင်ဆင်နေကြတာပေါ့လေ။ကျွန်တော်တို့ဒီ TPS ကိုတော့ဆက်ပြီးတော့ခင်ဗျားတို့ထားတဲ့လေ။ကျွန်တော်တို့တကယ်ပမာပြီးမှ ဟိုပြန်သွားလို့ရှိရင်ဟိုထောင်ချမဲ့လူရှိမယ်အသက်ခံရတဲ့လူရှိမယ်အ ਨੇ ဆုံးတော့ចောင်းသားတွေစစ်ထဲဝင်ရမယ့်လူတွေရှိတယ်အဲ့တော့သူတို့အတွက်တော်တော်ကြီးကိုဒုက္ခရောက်နိုင်တယ်ပေါ့နော်လက်ရှိအမေရိကန်မှာ TBS season နဲ့နေထိုင်တဲ့မြန်မာနိုင်ငံသားအယောက်၄000နီးပါးရှိတယ်လို့လူခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့ Human Rights Watch အဖွဲ့ကစည်းရင်းထုတ်ပြန်ထားပါတယ် TBS ရုပ်သိမ်းခံရရင်ဘလို့ရိုက်ခတ်မှုတွေရှိလာနိုင်ပါသလဲအမေရိကန်ရောက်မြန်မာတူပြောတာက က်တန်းကုန်သွားတဲ့အခါပါပေါ့နော်တချို့တွေအဲ့လို ice ကဖမ်းမိတဲ့အခါမျိုးတွေမှာပြန်ပို့ခံရတာမျိုးတွေရှိလာတယ်လို့တော့ပြောကြတယ် TBS အထောက်ထားတဲ့နေထိုင်သူတွေဟာအမေရိကန်မှာတရားဝင်အလုပ်လုပ်ခွင့်ရှိပါတယ်ဒါပေမဲ့ TBS ရုပ်သိမ်းခံရရင်အဲ့ဒီအလုပ်လုပ်ခွင့်တွေပါ yes sign ခံရဖွယ်ရှိပြီးတရားဥပဒေကြောင်းအရလဲသုံးသက်သားတွေလဲမလိုအပ်တဲ့အကြောင်း DHS ရဲ့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်ခင်ဗျာ တော်တော်ရှင်များရှင်စစ်ကောင်းဆောင်ရဲ့ဖိတ်ကြားမှုနဲ့ဘယ်လာရုစ်သမ္မတဟာမကြာမီကာလအတွင်းမြန်မာနိုင်ငံကိုတရားဝင်ချစ်ကြည်ကီလာရောက်ဖို့ရှိတယ်လို့စစ်ကော်မရှင်ကသတင်းထုတ်ပြန်ပါတယ်မြန်မာစစ်ကောင်းဆောင်အနေနဲ့ဘယ်လာရုစ်နိုင်ငံကိုနှစ်ကြိမ်သွားရောက်ခဲ့ပြီမဲ့လက်ရှိဘယ်လာရုစ်သမ္မတအနေနဲ့ကတော့မြန်မာနိုင်ငံကိုပထမဆုံးအကြိမ်လာရောက်မှာဖြစ်ပါတယ်ဒီအကြောင်းမဆန္နာဝင်းကပြောပြမှာပါ ဘယ်လာရုစ်သမရမစ္စတာလူကာရှန်ကိုရဲ့မြန်မာနိုင်ငံခီးစဉ်အတွင်းစီးပွားရေးဆိုင်ရာကိစ္စရပ်တွေအပါအဝင်ဝန်ကြီးဌာနတချို့နဲ့နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာစာချုပ်တွေချုပ်ဆိုဖို့ရှိနေတယ်လို့စစ်ကော်မရှင်ရဲ့နှိစက်သူတွေကပြောပါရယ်အဲ့ဒီကိစ္စတွေအားလုံးကိုစစ်ကော်မရှင်ရဲ့နိုင်ငံသားစီးပွားဆက်ဆံရေးဌာနကတာဝန်ယူဆောင်ရွက်သွားမယ်လို့လည်းသိရပါရယ်ဘယ်လာရုစ်သမရခီးစဉ်ဟာရွေးကောက်ပွဲအပြီးပေါ်လာမဲ့အစိုးရလက်ထက်မှာစီးပွားရေးဆိုင်ရာကိစ္စရပ်တွေဆောင်ရွက်ဖို့ပုံများနိုင်တယ်လို့တင်းတင်းကမဟာဗျူဟာလေးလာရေးအဖွဲ့ဒါရိုက်တာဦးသိန်းထွန်းကပြော ပါတယ်။နိုင်ငံပြည်ပူပေါင်းပူးတွဲလေ့ကျင့်တာမျိုးတွေဖြစ်မလား။ဆက်လက်နဲ့ကြည့်ရှုထုတ်လို့ဒီမှာပူပေါင်းမှုတွေရှိမှာဒါတွေကတော့စောင့်ကြည့်ရပါပေါ့။အဲ့ဒီတစ်ခါတော့လူမျိုးကောင်းဆောင်တယောက်လာတဲ့အချိန်ကြီးမှာတော့ဒီအထွေရေကောက်ကိုပြီးတဲ့နောက်အစိုးရပြည်တရအတွက်စီးပွားရေးဖြတ်တင်တဲ့အချိန်မျိုးမှာဒေလာရီဆက်ကပါလိလာမယ်ပေါ့။အဲ့တော့စီးပွားရေးနဲ့ပတ်သက်တဲ့အခွင့်အလမ်းပိုတော်တော်များများရမယ်လို့ကျွန်တော်တို့မှန်းတယ်။အရင်ကတော့နှစ်နိုင်ငံဆက်ဆံရေးအနေနဲ့ဘယ်လာရုစီကစစ်လက်နက်ပစ္စည်းဝယ်ယူတာနဲ့စစ်သုံးဟက်ရင်ဝယ်ယူတာတွေပဲအများဆုံးရှိခဲ့တာပါ။2021နောက်ပိုင်းမှာဆိုရင်စစ်တပ်ကဘယ်လာ ရုစ်နိုင်ငံထုတ်စစ်လက်နက်ပစ္စည်းတွေကို ဝယ်ယူနိုင်ဖို့တိုးမြင့်လှုပ်ဆောင်လာခဲ့ပြီး MI35 တိုက်ခိုက်ရေးရဟတ်ယာဉ်၃စင်းနဲ့၃ဘက်မြင် ရေဒါစနစ်တစုံထပ်မံဝယ်ယူခဲ့တယ်လို့မြန်မာစစ်ဘက်ရေးရာနဲ့လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ MDSI ကထုတ်ပြန်ထားပါတယ်ရုရှားဟာယူကရိန်းနဲ့စစ်ဖြစ်နေချိန်မှာမြန်မာစစ်တပ်ဟာစစ်လက်နက်နဲ့နှီးပညာတွေကိုဘယ်လာရုစ်ကနေရဖို့ပိုအားထားရတာလို့ MDSI ရဲ့စစ်ဘက်သုတေသနတာဝန်ခံကိုနောင်ယိုးကပြောပါတယ်အထူးဖြစ်နိုင်ကြီးကတော့ နောက်တစ်ခုကနေပြည်တော်တစ်ဝိုက်မှာကျွန်တော်ကပ္ပစတ်14မှာကပ္ပစတ်4မှာတော့ဆစ်လက်နဲ့ထုတ်လို့ရရဲ့သူ့ဒီဇင်နာတွေဒီဇိုင်းဆွဲတော်တွေတို့ရဲ့2စိတ်ပိုင်းတွေထုတ်တာပေါ့နော်ကပ္ပစတ်1မှာတော့လက်နိုင်ငယ်တွေစတိုက်ပါတွေထုတ်တာဒီဟာတွေမှာလည်း Richard C ပုံပြီးပူပေါင်းဆောင်ရွက်မှုတွေလုပ်ဖို့ပြင်နေလို့ကျွန်တော်ကြားရတာကြည့်ဒီကဏ္ဍတွေမှာလည်း Belarus နဲ့ပူပေါင်းဆောင်ရွက်မှုတွေချိလာနိုင်တယ်လို့ကျွန်တော်တို့သုံးသပ်တယ်ပေါ့နော် စစ်ကောင်းဆောင်ဟာပြီးခဲ့တဲ့မတ်လပထမပတ်မှာဘယ်လာရုစ်နိုင်ငံကိုတွားရောက်ခဲ့ပြီးတမရဝင်းကြီးချုပ်လွတ်တော်ဥက္ကဋ္ဌရုနဲ့တွေ့ဆုံခဲ့တယ်လို့အခုနှစ်ဇွန်လ25ရက်နေ့ကလည်းဒုတိယအကြိမ်ထပ်မံတွားရောက်ခဲ့ပါသေးတယ်။အဲဒီခီးစဉ်တွေအတွင်းနှစ်နိုင်ငံပညာရေးစီးပွားရေးသိပ္ပံနဲ့နည်းပညာဆိုင်ရာကဏ္ဍတွေအပြင်စိုက်ပျိုးရေးနဲ့လေယာသုံးကိရိယာတွေထုတ်လုပ်တဲ့ယင်းနှိမ့်ညွန်မှုလုပ်ငန်းတွေပူးပေါင်းဆောင်ရွက်ဖို့သဘောတူညီမှုတွေရခဲ့တာပါ။ သောတာရှင်များရှင်လာမယ့်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်ကြမယ့်ကိုယ်စားလှယ်လောင်းတွေထဲမှာမတန်ဆွမ်းကိုယ်စားလှယ်လောင်းတချို့လည်းပါဝင်ပါတယ်မတန်ဆွမ်းသူတူအနေနဲ့ဘယ်လိုစိန်ခေါ်မှုအခက်အခဲတွေရှိနိုင်ပါလဲမတင်းတင်းတွေကပြောပြမှာပါ ဒီဇင်ဘာလမှာစတင်ကျင်းပမဲ့ရွေးကောက်ပွဲမှာမတန်ဆွမ်းကိုယ်စားလှယ်လောင်းတချို့နိုင်ငံရေးပါတီအသီးသီးကနေဝင်ရောက်ရှင်ပြိုင်ဖို့ရှိနေပါတယ်။ဒီအထဲမှာပြည်သူ့ရှေ့ဆောင်ပါတီကနေဗဘဲတမ်းမြို့နယ်ကိုစားပြူတိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်အဖြစ်ဝင်ပြိုင်မဲ့ကိုဆိုင်အောင်စိုးနဲ့ရှမ်းနယ်တိုင်းနာများဒီမိုကရက်တစ်ပါတီကနေဒဂုံမြို့တိတောင်ပိုင်းမြို့နယ်ရဲ့ပြည်သူ့လွတ်တော်ကိုယ်စားလှယ်အဖြစ်ဝင်ပြိုင်မဲ့ကိုဝင်းစော်ထွန်းတို့လည်းပါဝင်ပါတယ်။ရွေးကောက်ပွဲမှာမတန်ဆွမ်းကိုယ်စားလှယ်လောင်းတွေလည်းတာမန်လူတွေထက်ပိုတဲ့ စိန်ခေါ်မှုမျိုးစုံနဲ့ရင်ဆိုင်နေရတယ်လို့ကာယကံရှင်တွေကပြောပါတယ်။မတန်ဆန်းတယောက်အနေနဲ့ကိုကိုကိုရက်တီနိုင်အောင်အရင်စူးစမ်းပါဆိုတဲ့စိတ်ထိခိုက်စေတဲ့စကားလုံးတွေနဲ့ရင်ဆိုင်ခဲ့ရတဲ့အကြောင်းရှမ်းနဲ့တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီကိုယ်စားလှယ်လောင်းကိုဝင်းစော်ထွန်းပြောတာကကျွန်တော်စိုးစိုးဝါရင်ထဲကိုထိစေတဲ့စကားလုံးစတာမင်းကမင်းအောင်နိုင်တဲ့ရက်တီပေါအောင်ဆိုတဲ့စကားလုံးလေးပေါ့ဒီစကားလုံးလေးကကျွန်တော်ရင်ထဲမှာတော့တော်တော်ထိတယ်ကျွန်တော်ကိုကျွန်တော်ရက်တီနိုင်တယ်ဘာလို့ဆိုတော့ကျွန်တော်က private teacher တယောက်ဖြစ်တယ်ကိုပိုင်ကျောင်းဆရာတယောက်ဘယ်အစိုးရပဲတက်လာတက်လာကျွန်တော်အခမဲ့ပညာဒါနကြီးကျွန်တော်သင်ပေးတယ်ကျွန်တော်မွေးထုတ်ပေးလိုက်တဲ့ ပညာတတ်တဲ့နိုင်ငံသားကောင်းရဲနာတွေဆီယမဖြစ်တဲ့ចောင်းဆီယမဖြစ်တာတို့ရှေ့နေတွေဖြစ်သွားတာတို့ကျွန်တော်မွေးထုတ်ပြလိုက်တဲ့ကလေးတွေကျွန်တော်အများကြီးပဲပရိဒါနေနဲ့ကျွန်တော်လှုပ်ဆောင်ပြီးပါပြီလှုပ်ဆောင်ပြီးရတဲ့ခါမှာကျွန်တော်လှုပ်တဲ့နာဘာလုပ်နိုင်ဆိုတော့ကျွန်တော်မတန်ဆွမ်းနေအခွင့်ရနောက်ကျွန်တော်ကကိုယ်ပိုင်ចောင်းဆီယတယောက်ဖြစ်နေတဲ့အတွက်ကျွန်တော်ကចောင်းသားတွေရဲ့ပညာရေးဒီနှစ်ချက်အဓိကပဲ မတန်ဆန်းတွေအနေနဲ့လက်ရှိလူမြင်ကွင်းမှာလောက်ကင်နေရတဲ့အနိုင်လုပ်ငန်းနဲ့တချင်းဆိုတဲ့လုပ်ငန်းတွေထက်ဤပညာနဲ့ပတ်သက်တဲ့နေရာတွေမှာအလောက်အကင်အခွင့်လန်းရအောင် ထောက်ပံ့ပြုလုပ်ပေးခြင်းနဲ့လို့မတန်ဆန်းကုစရလောင်းတွေကပြောပါတယ်ဒီပေါ်ဗဘဲတန်းမြို့နယ်တိုင်းဒေသကြီးလွတ်တော်နေရာကနေဝင်ပြိုင်မဲ့ပြည်သူ့ရှေ့ဆောင်ပါတီကုစရလောင်းကိုဆိုင်အောင်စိုးပြောတာက online job တီကျွန်တော်စီစဉ်ပေးလို့ရတယ် ဆိုတဲ့အခါမှာကျွန်တော်အခု YouTube မှာဆိုရင်ကျွန်တော် YouTuber လုပ်လို့ရတယ်။စကားလေးပြောတတ်ရင်လမ်းမလျှောက်နိုင်ဘူးရတယ်။အခုကျွန်တော်အဲ့မှာစာအုပ်တုတ်ကိုဖတ်ပြတာ။အဲ့ရနေပြီးတော့ခုနပြောသလို viewer များရင်များသလိုပတ်စံဝင်မယ်။တခါလေးတချို့ဆိုအိမ်မွေးချပညာလုံးမလား။အတန်လေးနဲ့အိမ်မွေးဒါကသူဘာတတ်တယ်လဲ။အဲ့တော့ခင်နဲ့လည်းညီရမယ်။ အတတ်ပညာပိုင်းလည်းရှိရမယ်။မတန်ဆွမ်းကုစလလောင်းတွေကတော့မတန်ဆွမ်းတွေနဲ့ပတ်သက်ပြီးခွဲခြားဆက်ဆံမှုမရှိတဲ့လူအတိုင်းဝိုင်းတစ်ခုဖြစ်ဖို့မျှော်လင့်နေကြပါတယ်။ဒါအပြင်ဥပဒေပြုရေးနဲ့လွတ်တော်လမ်းကြောင်းမှာမတန်ဆွမ်းတွေအတွက်ကိုကျင်းစာတရားရှိပြီးအားကောင်းတဲ့အဖွဲ့အစည်းတွေအခုထက်ပိုလိုနေသေးတယ်လို့လည်းမတန်ဆွမ်းကုစလလောင်းတွေကပြောပါတယ်ရှင်။ BBC မြန်မာပိုင်းရဲ့ရေဒီယိုအစီအစဉ်ကိုည၈နာရီကနေ၈နာရီ15မိနစ်အထိလိုင်းဒိုမီတာ16 kHz 15113လိုင်းဒိုမီတာ31 kHz 9563တို့ကနေဖမ်းယူနိုင်နိုင်ကြပါတယ်။အင်္ဂါညချမ်း BBC အစီအစဉ်ဒီမှရင်ပြေဆုံးပါပြီ။ BBC ကိုနားဆင်တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ BBC ကထုတ်လွှင့်နေတဲ့အစီအစဉ်တော်တော်များများကို www.bbcworldservice.com/podcast ကနေ download လုပ်ပြီးနားဆင်နိုင်ပါတယ်ရှင်။